အားလုံးမင်္ဂလာပါရှင်။ကျွန်တော်ဒီဆွေးနွေးပေးနေရပေါ့နော်။ Behavior Management မှာဒီ NET လို့ခေါ်ရပေါ့နော်။ Natural Environment Teaching ဆိုတဲ့အကြောင်းလေးကိုအဲအဲဒီလမ်းလေးကိုကျွန်တော်ရောက်နေပါပြီ။မနေ့တော့ဆိုလဲတူပဲပေါ့နော်။တဘာဝသိပ္ပံနည်းကြဒါလက်တွေ့ဆောင်ရတာလေးကလေးတွေရဲ့ဒါတင်ရင်ကြာတင်ပြင်းကြာတင်ရင်မှုတွေဟာစွတ်ချလောက်ထားရမှုပဲနဲ့ပေါ့နော်။ဒါလက်တွေ့ တဘာဝနယ်ပယ်မှာသူတို့တွေရလက်တွေ့လှုပ်ဆောင်စေခြင်းကြီးတွေနဲ့သူတို့ရဲ့ပြင်ယူမှုတွေဒါပြုမှုတွေကောင်းမွန်လာအောင်ဆောင်ရွက်ရတဲ့နီလန်းလေးဖြစ်တယ်ဆိုတာကိုဆွေးနွေးပေးသားခဲ့ပါတယ်ဒီနေ့ပါလဲပဲဒီနီလန်းလေးနဲ့ဒီဒီနီလန်းလေးကိုပဲပေါ့နော်ကျမတို့ဒီတဘာဝကိုအခြေခံတဲ့သင်ကြားတဲ့နိလန့်လေးကိုပဲဆက်လက်ပြီးဆွေးနွေးပေးသားမှာဖြစ်ပါတယ်ရှင်။အဲဒီမှာဆိုလို့ရှိရင်ကျမတို့ ဖန်နဲ့ naturally ဘီအင်ဖိုးစင်းပေးရမယ်သူတို့ရဲ့ပျော်ရှင်စေမဲ့သူတို့ကိုပျော်ရှင်စေမဲ့ပေါ့နော်တဘာဝကြတဲ့ဒါအပေးမှုတွေတိုက်တွန်းမှုတွေကိုလှုပ်ဆောင်ရမယ်ကလေးကိုယ်တိုင်ပါဝင်လှုပ်ဆောင်ခြင်းတွေကိုဆောင်ရွက်ပေးရမယ်အဲ့လိုမျိုးလှုပ်ဆောင်ခြင်းပေးပေါ့လှုပ်ဆောင်နေစေခြင်းတွေကလေးအဲ့တို့ကစားနေတဲ့အချိန်မှာစိုင်းရီမျိုးစုံကိုလေ့ကျင့်ပေးနိုင်တယ်အဲကျွန်တော်တို့ဇပွဲမှာထိုင်းပြီးတော့ဆာရွက်တွေလုပ်ငန်းပေးဆာရွက်တွေနဲ့လှုပ်ဆောင်စေခြင်းတွေဒီလိုနီးလန်းလေးတွေကကလေးတွေတွေပို့ပြီးတော့ပျော်ရှင်စေတယ်ပို့ ီးတော့တယ်ဒါဆောင်ရွက်ရတာကြီးပို့ပြီးတော့ကောင်းမွန်စေတယ်အဲရရှိလာတဲ့ကျွေးရက်လက်ကလည်းပို့ပြီးတော့ဒါဟိုရေးချင်ပေးတဲ့အခါမှာမြန်မြန်ပေါ့နော်မိမိရရှိစေတဲ့စွမ်းရည်ကိုပို့ပြီးတော့ကောင်းမွန်တဲ့ရက်လက်ကိုရရှိစေနိုင်တယ်လို့ဒါဆိုပါတယ်ရှင်အဲ့ပါဆိုရင်ကျွန်တော်ဒီလိုဒီကဒီ NET ဆိုတဲ့နီလန်းလေးကိုတဘာဝကိုအခြေခံတဲ့တင်ယူခြင်းနီလန်းလေးရတယ်။ကျွန်တော်ရှေ့ပိုင်းမှာ DDD မှာတော့ attention ရရှိအောင်လေ့ကျင့်ပေးခဲ့ထားပြီးသားဖြစ်တဲ့အတွက်ဒီဟာလေးနဲ့ဆက်ပြီးတော့ အတို့ကိုအဲရရှိလို့တဲ့စွမ်းရည်ကိုဆက်လက်ပြီးတော့တင် जा ပေးလို့ရှိရင်ပို့ပြီးတော့ကောင်းမှမှာတယ်။ဘာလို့လဲဆိုတော့ရှေ့ပိုင်းမှာဒီလိုမျိုးအာယုံစူးစိုက်မှုအားကောင်းလာအောင်လေ့ကျင့်ပေးခဲ့ပြီးသားဖြစ်တဲ့အတွက်ဒီချိန်မှာကျတော့တို့ဟာဒီတို့ကိုယ်တိုင်လက်တွေ့စူးစမ်းလေ့လာခြင်းဤနေနဲ့ဒါစွမ်းရည်တွေရရှိလအောင် ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်ရှင်။အိမ်မှာဆိုလို့ရှိရင်ဥပမာပေါ့နော်ကစားမို့ကစားဖို့အတွက်ပါဝင်မှုခက်ခဲနေတဲ့ကလေးလေးတွေကိုကျမတို့ naturally ် reinforcement တွေပေးရမယ်လေအဲ့ဒါဆိုလို့ရှိရင် ကလေးလေးရပေါ့နော်ဒီမှာ तू ကကစားဖို့ခေါ်တာမှမပါဝင်ရင်မှုဖြစ်နေတော်တော်များများတော့လေးလိုက်ရတာနော်တော်တော်များကလေးတွေကကျမတို့အဲစက်ပြပူပေါင်းလေးတွေဘာဘာလေးတွေကိုသူတို့မှုတ်ရတာတော်တော်လေးသူတို့ဒါပေါ်မှာသူစိတ်ဝင်စားမှုရှိရဲ့ဒါဆိုလို့ရှိရင်ဒီလိုမျိုးပေါ့နော်ကစားဖို့ပါဝင်မှုခက်ခဲနေတယ်ဆိုတဲ့ကလေးလေးကိုခုနလိုမျိုးပေါ့ဘာဘာလေးတွေမှုတ်ခိုင်းခြင်းအဖြစ် သူတို့တွေဒါစိတ်ဝင်စားမှုကိုရရှိလာမယ်။ဒါအာယုံဆွဲမှုလည်းကောင်းလာမယ်။အဲ့မှာတဲ့ပိုးအာယုံဆွဲမှုအကောင်လေကျမတို့ဒီဘာဘယ်လေးတွေကိုလိုက်ပြီးဖောက်ခိုင်းတာလေအဲ့မှာဘာဘယ်လေးတွေကကြတော့လေဟိုရောင်စုံလေးတွေထွက်လာတာလေကျမတို့ရောင်စုံလေးတွေမှုတ်လို့ရတယ်။အဲစက်ပြပူပေါင်းလေးလေးရှိအဲ့မှာဆိုရင်အဝါရောင်လေးတွေကိုလိုက်ဖောက်ပါဆိုသူအဝါရောင်လေးပေါ်မှာသူဘာလုပ်ရမလို့ဆိုရင် focus ထားပြီးတော့မှသူလိုက်ပေါက်ရမယ်။ အဲ့လိုပဲပေါ့နော်အဲ့ဒီအားလေးတွေကိုဒီလိုမျိုးဒီများနေရဲ့လုံဆောင်စေခြင်းအပြင်တို့တွေကဒီကစားတဲ့လုပ်ငန်းပိုင်းမှာဒီကစားခြင်းဆိုတဲ့ပေါ့နော်နီလန်လေးကိုအခြေခံပြီးတော့ကျွန်တော်ရရှိလို့တဲ့စွမ်းရည်တွေကိုအဲရရှိအောင်ဆောင်ရွက်ခြင်းအပြင်ပေါ့နော်ဟိုကလေးကပါဝင်မှုခက်ခဲနေပြီ ။ဒါဆိုလို့ရှိရင်သူ့ကိုခုနတိုက်တွန်းအားပေးဖို့အတွက်ဘယ်လိုလုပ်မလို့ပြင်ပစေစုံမှုဘယ်လို external motivator ဘယ်လိုလုပ်မလို့ဆိုရင်ခုနဘာပဲလေးတွေမှုတ်ခိုင်းခြင်းပေါ့နော်။ဒါဆိုရင်တို့ကဘာဘာဖြစ်တုံးဆိုလို့ရှိရင်ဒီပေါ်မှာ attention ရှင်အာရုံစူးစိုက်မှုရလာပြီးစိတ်ပါဝင်စားမှုတွေရရှိလာစေမယ်။ဒါဆိုရင်သူဒီမိမိတို့ရရှိစေခြင်းနဲ့ပေါ့နော်ဖြစ်စေခြင်းနဲ့ကစားခြင်းလုပ်ငန်းမှာတို့ပါဝင်လာခြင်းမယ်လည်းဖြစ်ပါလေရှင်အဲ့လိုမျိုးပါဝင်လာပြီဆိုလို့ရှိရင်တို့ရဲ့ အာယုံစူးစိုင်းမှုအားကောင်းလာခုနလိုမျိုးပေါ့နော်အဲအဝါရံဘူပေါင်းလေးတွေကိုလိုက်ပြီးတော့ဖောက်ပေးပါဒါမှမဟုတ်အနီရံဘူပေါင်းလေးတွေကိုဖောက်ပေးပါပုံစတင်သူတို့ရေကိုပို့ပြီးတော့ဒီစူးစိုင်းမှုအားကောင်းလာနေကျင်ပေးလို့ရပါတယ်ရှင်အဲဒီလိုမျိုးလေးနီလန်းလေးနေတယ်ပေါ့နော်နောက်ခုကျမစတီကာလေးတွေကိုလည်းကျမသဘောကျတယ်ဆိုတော့ရှေ့ပိုင်းမှာလည်းဆွေးနွေးသွားရတဲ့မှာပါတယ် အဝိရောတာပဲဒီစတိကမပြတ်အောင်ရှင်းရပါမယ်ဆိုပြီးတော့ဗောနော်သူတို့လေးအမျိုးလေးရလာလို့ရှိရင်လည်းသူတို့တန်ဖိုးထားကြတာဗောနော်ဒီလိုမျိုးနီးလန်းနေနေဗောနော်သူတို့ဟာဒီလိုမျိုးကစားတဲ့နေရာမှာပါဝင်လာအောင်ဒါဆောင်ရွက်ပေးလို့ရပါတယ်ရှင်အဲအဒါလေးကကြာတော့ကျွန်တော်တို့ဗောနော်အဲဒီတဲမှာအဓိကအပြာရန်ကွက်ကလေးတဲမှာဟိုပြုတ်မှုစီစီရဲဗောနော်အဲစွမ်းရည်တစ်ခုရဲ့ရည်မှန်းချက်ကလေးကိုရေးထားမယ် အဲ့ရဲ့ပြုတ်မှုလေးကိုသူအောင်မြင်စွာပြုတ်မှုနိုင်ပြီလှုပ်ဆောင်နိုင်ပြီဆိုရင်သူ့ကိုဒီမှာဒီမှာ token လေးတွေပေါ့နော်ကျွန်တော်တို့ sticker လေးတွေကို star လေးတွေတို့ပေးမယ်အဲ့ဒါဆိုလို့ရှိရင်အဲကလေးကလူလာတဲ့ပြုတ်မှုကိုပြခဲ့တယ်လဲဆိုတာကိုအမြင်အယုံဆိုင်ရာကျယ်လေးတွေပေးမယ်ဒီလိုမျိုး token board မှာပြထားခြင်းအဖြစ်ပေါ့နော်ဘာမျိုးတွေဖြစ်လာအောင်ဆိုတော့ကလေးကလည်းဒီမှာမြင်သားနေလေမနေ့တော့က အဲဒီဒီကပေါ့နော်ဆယ်လုံဆောင်မှုတစ်ခုအပြုမှုတစ်ခုကိုသူလုံဆောင်ခဲ့လို့ဒီမှာစတားလေးရခဲ့တယ်ဒါမှမဟုတ်စတစ်ကာလေးရခဲ့တယ်ဟုတ်ပြီနောက်နေ့ကျမလည်းပဲဒီလိုမျိုးလေးရသေးတယ်ဟောအဲဆိုခဏလေးရအောင်လုံးမယ်ပေါ့အဲဒီလိုမျိုးဒီလိုမျိုးစတားလေးရအောင်ဒီနေ့မှလည်းပဲအဲဒီကအပြုမှုလေးကိုပေါ့နော်သူမှန်မှန်ကန်ကန်ပြုမှုတအောင်စူးစမ်းအောင်မယ်ဆိုတဲ့ external motivator တွေကိုလည်း external ဒီသူ့ရဲ့ ကလေးရဲ့အထဲမှာ motivation ရရှိတယ်လို့ပဲဒီဆရာကလည်းအဓိက sticker တွေကျဲလေးတွေကို insta နဲ့ motivator တွေနဲ့အသုံးပြုပြီးတော့ဒါဆောင်ရွက်လို့ရတယ်ဆိုတာလေးကိုနမူနာပေးခြင်းဖြစ်ပါရဲ့ဒီလိုမျိုး bot မှာရေးထားတာဖြစ်တဲ့အတွက်ဒီလှုပ်ဆောင်ရမယ့်သူအပြုအမူလေးရတယ်ကျဲမှာအဓိကအပြာကွက်ကလေးမှာရှိနေမယ်လှုပ်ဆောင်တဲ့ရင်သူက star လေးတစ်ခုရမယ်ဒါဆိုရင်အိုးရခင်နေရလဲဒီလို star လေးရခဲ့လဲ ဒီနေ့လက်စတာလေးရရဲ့နောက်နေ့မှလည်းဒီစတာရအောင်ဆက်ပြီးတော့လှုပ်ဆောင်မယ်ဆိုပြီးတော့သူ့မှာလှုပ်ဆောင်မှုဆိုတာပို့ပြီးတော့ရရှိစေတယ်ဆိုတာလေးကိုကျွန်မနမူနာအနေနဲ့ဆွေးနွေးပေးခြင်းဖြစ်ပါတယ်။ဒါမျိုးနည်းလမ်းတွေဆိုတာမျိုးမျိုးဟိုဒါပုံမျိုးပြီးတော့ပေါ့နော်အသုံးပြုလို့ရတယ်ရတာလည်းဖြစ်ပါတယ်ရှင်။အဲ့ဒီမှာဆိုလို့ရှိရင်ဒီမှာဆိုရင်ဒီလိုမျိုးပေါ့နော်ဒီသဘာဝကိုအခြေခံတဲ့သင်ကြားနည်းတွေဟာကစားခြင်းမှာတည်ယူခြင်းနည်းလမ်းတွေနဲ့လည်းဆောင်ရွက်ပေးလို့ရတယ်။ ကလေးရဲ့စိတ်ဝင်စားမှုတန်ဖိုးထားမှုတွေပေါ်မှာလည်းအခြေခံမြင်တွေကိုလည်းရရှိလာစေတယ်။နောက်ပြီးတော့ပေါ့နော်တဘာဝအခြေအနေပေါ်မှာတည်ယူရခြင်းဆိုတဲ့အကြောင်းအရာတွေလည်းဖြစ်ပေါ်လာစေမယ်။နောက်ပြီးတော့ပေါ့နော်ပို့ပြီးတော့တဘာဝကြတဲ့အတွက်တက်တောင့်တက်တာရှိမယ်ပေါ့နော်။လေးပင်မှုမရှိဘူး။တက်တောင့်တက်တာနဲ့သူ့ရဲ့ရရှိရမယ့်စွမ်းရည်တွေကိုရရှိသွားစေမယ်။ နောက်ပြီးတော့ကလေးကပူပျော်ပြီးတော့ပိုလှုပ်ချင်တဲ့စိတ်တွေဖြစ်ပေါ်လာမယ်။ဒီဆိုင်ရင်တခုကိုလှုပ်တတ်ပြီးနောက်ဒီဆိုင်ရုံပဲထက်ကထက်ကသူလှုပ်ဆောင်စေချင်တဲ့လှုပ်ဆောင်စေချင်တဲ့လှုပ်ဆောင်ခြင်းနဲ့ဒီကပေါ့နော်ပျော်ရွှင်တဲ့စိတ်ခံစားမှုတွေကိုရရှိလာစေပါတယ်။ဒါဆိုရင်ကျမတို့ဒီကပေါ့နော် nature ဒီ environment teaching ကကစားခြင်းမှသင်ယူခြင်းနေ ကလေးရဲ့စိတ်ဝင်စားမှုတွေတံမိုးထားမှုတွေပေါ်မှာအခြေခံပြီးဆောင်ရွက်ကြတယ်။တဘာဝရဲ့အခြေအနေပေါ်မှာတည်ယူခြင်းတွေကိုရရှိလာစေတယ်။ပြီးတော့ကြတော့ပို့ပြီးတော့တဘာဝကြပြီးတော့တည်ယူသူရောတင်ပြရသူရောပါနှစ်ခုဘလုံးမှာပေါ့နော်။တတောင့်တတဖြစ်မှုဆိုတဲ့အကျိုးရလက်ကိုရရှိစေပါတယ်။ကလေးရပို့ပြပြီးတော့ပို့လို့ခြင်းတဲ့စိတ်တွေကိုဖြစ်ပေါ်လာစေပါတယ်တဲ့။ဒီမှာဆိုလို့ရှိရင်ကျမတို့တဘာဝပတ်ဝန်းကျင်ပေါ်မှာခြေခံတာဖြစ်တဲ့တွေ ABA ABS ဆိုတဲ့ Applied Behavior Analytics ဆိုတဲ့ဒီပေါ်မှာအခြေခံပြီးတော့အသုံးချခြင်းအသုံးချခြင်းနည်းလမ်းလေးဖြစ်ပါတယ် NET ဆိုတဲ့နည်းလမ်းလေးရပါလိမ့်။နောက်ပြီးတော့ပုံစံတရားတည်ယူမှုတွေကိုရှင်းရှားထားတဲ့ structure လောက်ထားတာမဟုတ်ဘူးဆိုတော့လေကလေးရဲ့တည်တဲ့လိုအပ်ချက် ရွေးချယ်မှုပေါ်မှာမူတည်အလေးထားပြီးတော့ဆောင်ရွက်စေခြင်းဖြစ်တဲ့ကလေးရဲ့စိတ်ဝင်စားမှုပေါ်ကလေးရဲ့လုံဆောင်လိုမှုပေါ်မှာအာရွေးချယ်တော့ကလေးရွေးချယ်တော့ပေါ်မှာမူတည်ပြီးပေါ်ပေါ်တော့အလေးထားပြီးတော့ဆောင်ရွက်တဲ့တင် जा မှုတွေလည်းဖြစ်တယ်ဟဲဟိုပုံစံတရားတင် जा မှုကိုလျှော့ချရဲကလေးရဲ့တည်တဲ့လိုအပ်ချက်ရွေးချယ်မှုပေါ်မှာမူတည်ပြီးတော့ဆောင်ရွက်ပေးခြင်းလည်းဖြစ်ပါတယ်။နောက်တစ်ခုကကလေးကိုယ်တိုင်ပါဝင်လှုပ်ဆောင်မှုနဲ့လက်တွေ့ဘဝမှာ ရေဘူးရကောက်ချက်ချအသုံးပြုနိုင်မှုကိုလည်းလေးထားတယ်ဒါဆိုရင်လက်တွေ့လက်တွေ့ဘဝမှာအသုံးပြုနိုင်မှုတွေအဓိကကျမတို့ NET နီးလန်းလေးရတဘာဝကိုအခြေခံတဲ့သင်ကြားတဲ့နီးလန်းလေးရပို့ပြီးတော့အသုံးဝင်တယ်လို့ဆိုလိုရင်းဖြစ်ပါရဲ့ရှင်နောက်ပြီးတော့ကြာပါပေါ့နော်ကျမတို့ခွေမျိုးမှုဆိုင်ရာဆန်လွဲနေတဲ့ကလေးတွေရစိတ်ဆော်မှုပေးရတော်တော်ခက်ခဲကြပါတယ်ဒါဆိုလို့ရှိရင်ဒီလိုမျိုးပေါ့နော် NED နီးရတဲ့စိတ်ပြည့်မှုကိုအခြေခံတဲ့ဒေါသထွက်မှုကိုရှော့ချနိုင်တယ် န်ဒီဒီနေရာစိတ်ပြည့်မှုတွေဒေါသထွက်မှုတွေကိုရှော့ချနိုင်တယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ခုနဆန်လွှဲနေတဲ့ကလေးလေးတွေဟာသူတို့ရဲ့ဒီစိတ်စော်မှုပေးဖို့ဆိုတာတကယ်တော့တော်တော်ကိုပဲဟိုဒီလိုမျိုးကလေးတွေအတွက်ကအတော်ခက်ခဲတာပါအဲအဲ့လိုခက်ခဲလို့လည်းပေါ့နော်ကျမတို့ရှေ့မှာပေါ့ ဒီဘာဘယ်လေးတွေမှုချင်းဒီနဲ့တို့ attention ရရှိအောင် sticker လေးတွေပေးခြင်းအပြင်တို့ဒီကောင်းမွန်တဲ့ပြုမှုတွေကိုတက်ကတက်ကလုပ်ချင်းတဲ့စိတ်ကလေးတွေဖြစ်ပေါ်လာအောင်ဒီမျိုးစုံကိုတုံ့ကြရတာပါရှင်။ဒါကြောင့်ဒီလိုမျိုးသဘာဝကိုအခြေခံတဲ့တင် जा မှုနီးလန်းတွေဟာဒါအဒီတို့ရဲ့ဖြစ်ပေါ်နေတဲ့ခံစားမှုတွေကိုဟို short ချနိုင်နေဆိုတာလေးရလေ။ဒါဒီမှာနီလန်းလေးတစ်ခုအနေနဲ့ပါဝင်နေခြင်းဖြစ်ပါတယ်ဒီလိုမျိုးဖွံ့ဖြိုးမှုဆိုင်ရာဆန်လွဲနေတဲ့ကလေးတွေဟာ စေစော်မှုပေးဖို့အတော်ခက်ခဲပါတယ်အဲ့ဒါမျိုးတွေကိုစေစော်မှုပေးဖို့ပေါ့နော်နီလန်မျိုးစုံသူတို့စိတ်ဝင်စားမှုပေါ်မှာမူတည်ပြီးတော့ခြေခံပြီးတော့ပေါ့နော်ကလေးရဲ့စိတ်ဝင်စားမှုပေါ်မှာခြေခံပြီးတော့နီလန်တွေကိုတုံးသွားရတာပါတချို့ကကြတော့အဲဒီကလေးလေးဆိုလို့ရှိရင်ကျွန်တော်ချိုးချင်းလေးတွေတို့ပါတော့ချောကလက်တို့ပေးရင်သူတို့တွေက disorder ဆန်လွဲနေတဲ့ကလေးကအဲ့ဒါမျိုးလေးဆိုသူတို့ကမကြိုက်ကြဘူးသူတို့ကကြွကြွရွရွဥမာမုံငါးမုံကြောတို့ကျွန်တော်တို့ခောက်ဆွဲကြောက်တို့ဝါလိုက်လို့ရှိရင် ဲ့လိုမျိုးအတန်မြည်ပြီးတော့လေအဲ့လိုမျိုးကျွတ်ရွနေတဲ့မုန့်တွေကိုသူကပိုကြိုက်ကြတယ်ဒီဆယ်လွဲနေတဲ့ကလေးလေးတွေကလေဘာလို့ဆိုတော့သူကအဲ့ဒါမှာသူတို့ရဲ့ဒီကစိတ်ဟိုဟွာဖြစ်စေရဟိုပိုပြီးတော့ဒါ multi stimulus ဖြစ်စေရဟိုလှုပ်ဆော်မှုဖြစ်စေရဆိုတော့လေအဲ့လိုမျိုးဆိုသူတို့ရဲ့ဒီပေါ့နော်ဟိုလိုအပ်ချက်ကိုလိုချင်တာကိုသူတို့စိတ်ဝင်စားတာကို ပေးခြင်းအဖြစ်မို့အဓိကကောင်းမွန်တဲ့ပြုမှုတွေကိုဆက်ကဆက်ကလှုပ်ဆောင်အောင်ဒါဆောင်ရွက်ပေးကြရတာဖြစ်ပါတယ်။ဒါလည်းပေါ့နော်သူတို့ရဲ့ဒိတ်ဒီလေးလာတဲ့အခါမှာသူတို့နှစ်သက်တာဗာလေးတွေတို့ဆိုတာကိုတယောက်နဲ့တယောက်တူချင်းမတော့တူမယ်အများအဖြစ်ရတော့ခုနလိုမျိုးပေါ့ပျော်ပြောင်းတဲ့အရာတွေကိုသူတို့တိတ်ပြီးတော့မကြိုက်ဟိုဟိုစိတ်စိတ်တိတ်မွေစားဘူးပေါ့သူတို့ကျွတ်ရွာတာကြီးကျွတ်ကျွတ်ကလေးနဲ့နှာခေါင်းဆဲချောက်တွေလိုငါးမုံကျော်လိုပေါ့နော်အာလူးကျော်လိုအဲ့လိုမျိုးကျွတ်ကျွတ်စားတာတွေကို ို့ပြီးတော့သဘောကျရတယ်ဒါဆိုသူတို့ကဒီလိုမျိုးစားစာလေးတွေကို reinforce အနေနဲ့တုံးပြီးတော့ပေါ့နော်အဲမိမိရရှိလို့တဲ့အပြုမူတွေကိုဒါဆောင်ရွက်ပေးရုပ်ရှင်အဖြစ်ဒါသူတို့ရဲ့ဒီကောင်းမွန်တဲ့အပြုမူကိုဆက်ကဆက်ကလှူဆောင်ခြင်းနဲ့ဒါစိတ်ကလေးတွေအပြုမူလေးတွေကိုရရှိလာစေပါတယ်ဒါကြောင့်ဖွံ့ဖြိုးမှုဆိုင်ရာဆန်လွဲနေတဲ့ကလေးတွေဟာစေ့ဆော်မှုပေးဖို့အတွက်ခက်ခဲတယ်ဒါပေမဲ့လို့ခုနလိုပေါ့နော်သူတို့ရဲ့ဒီအခြေအနေကိုကြည့်ပြီးတော့သုံးသပ်ပြီးတော့ပေါ့နော်တဘာဝနီးလန်းနေတဲ့ အဲတဝါဝကိုအခြေခံတဲ့နီးလန်းနေနဲ့တင် जा ပေးလို့ရှိရင်လေဒါပျော်ရွှင်တဲ့ လုပ်ငန်းပေးလေးလေးတွေနဲ့ပေါ့နော်ရရှိလာစေမယ့်စွမ်းရည်လေးတွေကိုရရှိအောင်ဆောင်ရွက်ပေးသွားလို့ရှိရင်အဆင်ပြေတဲ့ပေါ့နော်သူတို့ရဲ့ဒီဆန်လွဲနေတဲ့အပြုမူတွေကနေပြီးတော့ပေါ့နော်တကယ်တော့ပြုသဘောဆောင်တဲ့အပြုမူလေးတွေဘက်ကိုပြောင်းလဲလောင်မိမိလုံဆောင်စေခြင်းနဲ့စွမ်းရည်တစ်ခုကိုရရှိသွားအောင်တဘာဝကိုအခြေခံတဲ့နည်းလမ်းနေနဲ့လည်းသင်ကြားလေ့ကျင့်ပေးလို့ရပါတယ်ဆိုတဲ့အကြောင်းလေးကိုကျွန်မယနေ့ဆွေးနွေးပေးရင်းနဲ့ကျွန်မရဲ့ယနေ့ဆွေးနွေးချက်ကလေးကိုညီကုန်းချုပ်ပါရဲ့ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်